ီကနေ့မှာတော့ DVB သတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ဆောင်းပါးရှင်ဒီဆိုင်ရေးသားထားတဲ့နေကြီးမှာရွှေမလောင်းနဲ့စာတင်ကျောင်းတွေနဲ့ကျွေးရခဲ့ပညာရေးလမ်းကြောင်းများဆိုတဲ့ဆောင်းပါးလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီဆောင်းပါးလေးကိုတင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနနဲ့ဆောင်းပါးရှင်ဒီဆိုင်အားလေးစားစွာခွင့်တောင်းအပ်ပါတယ်။ကျောင်းဖွင့်ရာသီဆိုတာပျော်စရာအလွန်ကောင်းတဲ့ရာသီတစ်ခုပေါ့ မိုးဖွဲ့ဖွဲ့လေးမှာထီးကလေးဆောင်းသူမိဘလက်ကိုတွဲပြီးမျက်စိတငယ်နားတငယ်နဲ့ပထမဆုံးကြောင်းတက်ဖို့လာတဲ့မူလာတန်းကျောင်းသားဘွားကနေအထက်တန်းအထိအကုံအားသစ်အင်သစ်တွေနဲ့အစွမ်းကုန်စူးစမ်းပြမယ်ဆိုတဲ့ကျောင်းသူကျောင်းသားတွေရဲ့ပြုံးပန်းအလှတွေနဲ့ဝေစီတဲ့ရာသီတစ်ခုပေါ့အနာဂတ်တန်းလေးတွေရဲ့အမြင့်တွေဖို့ဖူးပွင့်ဖို့အာယူချိန်လေးဘဝမှာမမေ့နိုင်ဆုံးအချိန်ဆိုတာကလည်း အခြေခံចောင်းသားဘဝပဲမဟုတ်လားမူဂျုံမတက်ဘူးပဲမူလာရန်ចောင်းရောက်လာတဲ့ကလေးတွေအတွက်တော့6အိမ်မက်ဖြစ်ကောင်းဖြစ်မယ်မိဘတွေအတွက်လည်းကိုရင်သွေးကိုပထမဆုံးအချိန်တနည်းလုံးစာရင်ဝင်တွေကဆွဲထုတ်တွန်းပို့ရခြင်းဆိုတော့ညည်ရည်နဲ့မျက်ခွန်းနဲ့စိတ်မချနိုင်စွာဝင်ရောက်ခွင့်ရှိတဲ့နေရာအထိရသလောက်ပြုံတူမြင်သာလောက်တဲ့နေရာကနေမရမကတွေ့ကက်ချောင်းကြီး တိုးဝေးရသလောက်တိုးဝေးရင်ကြောင်းမဆင်းနိုင်တဲ့ရှေးကြဆုံးအချိန်ကိုကလေးကငိုပြီးပဲထွက်လာမလားဘဲကလေးကရိုက်ပြီးလိုက်မလဲစိုးရင်စိမ့်နေရှူးရှူးများ ပေါက်ချမိရင်ဒုက္ခပါပဲအိမ်သားကို ရှော့ရှော့ရှူးရှူးကောတွားရဲပါမလားတကားချက်တွေကြပြီးပိတ်မိနေမလားအတွေးပေါင်းစုံနဲ့ရင်ပူပြားများညီမထီထိုင်မသာကလေးတွေတဝါဝါငိုနေရင်ငါကလေးအတန်လာနားဆွင့်ရင်ညက်ရီတွေဝဲ ចောင်းឈិនលុក្លីកាပျော်ပြီးလာရင်ဖြစ်ဖြစ်ငိုပြီးပဲပြေးလာလာ ကို့ရင်ဝင်နဲ့ဆွဲသွင်းလိုက်ချိန်မှာဟင်းချရဲတဲ့မိဘတွေရှိသလိုအကိုအမတွေနဲ့တောင်းနေမှုလိုက်တောင်မပို့ရတဲ့ကလေးတွေကိုတငယ်ချင်းတွေစုမိပြီးပျော်နေတဲ့ကလေးအုပ်တွေရဲ့ဆရဲကြတန်လေးတွေနဲ့ကျက်တီမင်္ဂလာအဖျားပြထွန်းပါတဲ့မိုးနေတွေပြန်တွေးမိတိုင်းလွမ်းမောစရာအကောင်းဆုံးနဲ့ပထမဆုံးအမှတ်တရတွေဆိုတာမူလာရန်ကြောင်းတက်စအချိန်တွေပဲမဟုတ်လား ပညာရင်နှုတ်တောက်ဆုံးမဲ့ရင်သွေးចောင်းသားငယ်လေးများနဲ့အပြိုင်လှနိုင်သူတွေကတော့လက်ဦးဆရာဆရာမတွေပဲဆိုတော့အလှပေါ်အရင်ဆင်းတင့်တယ်ကြပါပြီတယ်ရင်းအေးရပါပြီမယ်တစိမ့်စိမ့်နဲ့ထိုင်ကြည့်နေခြင်းစရာကောင်းတဲ့ជីနူးစရာမြင်ကွင်းတွေចောင်းသားចောင်းသူတွေကိုကို့အခြေခံပညာចောင်းသားဘဝចောင်းဝတ်စုံအဖြူအစိမ့်ထမင်းကြိုင်ရေဘူးချင်းထီးကိုစီနဲ့ចောင်းနေကိုတစ်ဖွဲဖွဲဝင်ရောက်လာတဲ့ ကျောင်းသူကျောင်းသားကလေးတွေကျောင်းရှင်းချင်းပရွက်ပုံတွေကပရွက်စိတ်ကလေးတွေလိုစီလို့ထွက်လာတဲ့မြင်ကွင်းတွေကမိုးရသည့်အလှနဲ့ပဓာရကြလွန်စွာရှိနေခဲ့တယ်မဟုတ်လားပုံမှန်မြင်နေကြအလှဆိုပေမဲ့မယိုးနိုင်တဲ့အလှတစ်ခုပဲလေနိုင်ငံတနိုင်ငံရဲ့အနာဂတ်ကိုဖော်ဆောင်ထားတဲ့အလှပကြီးကတစ်ချက်ဘလို့မှ ရှုမဝရှုမငြိနိုင်တဲ့အလှမြင်ကွင်းတွေထဲမှာပါတဲ့မိုးရသည့်အလှတစ်ခုပါပဲအဲ့ဒီအလှကလည်း ကိုရိုနာကပ်ရောဂါမတိုင်ခင်အထိပဲလှနိုင်တော့တဲ့အလားလိုပဲဆိုရတော့မယ်ထင်ပါတယ်။စစ်ကောင်စီရဲ့2021အာနာသိမ့်မှုနောက်ပိုင်းမှာတော့အဲ့ဒီမိုးလပကြီးကရော်ရဲရဲဖြစ်သွားပြီ။ခုချိန်ကကြောင်းတက်ရမှာလားမတက်ရဘူးလားတက်မယ်ဆိုရင်ဘဲကြောင်းတက်ရမှာလေ။ဘဲကြောင်းဆိုတဲ့နေရာမှာရွေးချယ်စရာတူကြမှာမဟုတ်ဘူးလေ။မျိုးကြီးပြကြီးဆိုရင်အစိုးရကြောင်းလားကိုပိုင်အထက်တန်းကြောင်းလား ဒေါ်လာနဲ့ရှင်းရတဲ့ International School လားနိုင်ငံသားထွက်တက်ရမလားအနည်းဆုံး ILBC လို့ကျောင်းမျိုးတက်ရမလားနေမျိုးတွေကြတော့ International Level ကျောင်းတွေမရှိပေမဲ့ကိုပိုင်ကျောင်းတွေစီးလို့အကောင်လုံးကဟိုကျောင်းကောင်းလို့ဒီကျောင်းကောင်းလို့ပေါ့အဲ့ဒီနေမျိုးတွေမှာပြဿနာက NUG ကဖွင့်တဲ့ကျောင်းတက်ရမလားဘုံတော်ကြီးတင်တဲ့ပညာရေးကျောင်းတွေမှာတက်ရမလားအတင်းတော့အခြေပြုကျောင်းတွေစုံစမ်းရမလား ိုပိုင်ចောင်းတွေမှာတက်ရမှာလားကိုပိုင်ចောင်းတွေတောင်အစားအသောက်ကအစအကုန်အပီစီចောင်းလားညမနဲ့ထမင်းဆိုင်ပို့ရတဲ့ចောင်းလားအိမ်ပြန်ထမင်းစားចောင်းလားအစိုးရចောင်းလားကိုပိုင်ចောင်းမှာ နမဲသွင်းထားကိုမျိုးမှာအရှင်ပြေတဲ့ဆ iam မခေါ်တဲ့ဒါမှမဟုတ်ဆ iam မတင်တဲ့စီလိုက်တဲ့ဆမ်မဝဲချီရင်တွဲထားတဲ့မြို့ကြီးကចောင်းမှာတော့ဖြီအစင်တင့်တယ်လို့ရွေးချယ်ခွင့်ရှိသူတွေကငွေကြီးတက်နိုင်တဲ့တာသမီတွေ ငွေကြေးမတက်နိုင်ရင်တော့အစိုးရအကြောင်းတက်ပြီးတော့တခုတော့ရှိတယ်ကလေးမိဘကမြို့ပေါ်ကဖြည့်ရမယ်ဒါမှမဟုတ်မြို့ပေါ်မှာနေလို့ရမယ်ဆွေမျိုးအိမ်ရှိရင်ရှိ မရှိရင်အိမ်ငားနေဖို့အဆင်ပြေတလို့ပြရမယ်ငွေကြေးကိုအဆင်ပြေအောင်ကြိုးစားမယ်ဆိုရင်တော့မြို့ပေါ်အကြောင်းတက်မယ်ဆိုရင်တအိမ်လုံးပြောင်းရွာကိုဘယ်တော့မှပြန်မလာတော့နဲ့ဆိုတဲ့ရွာတွေကြမိဘတွေရဲ့တောကားကမီးတောင်အလားပေါ် အန်ယူဂျီကအဖွဲ့နယ်ကြောင်းတွေကလက်လန်းမှမီအွန်လိုင်းကတက်ဖို့လဲဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်ထားတဲ့ဒေတာလိုနေရာမျိုးကြမိဘရိခေါင်ကတက်ကြိတ်တယ်လို့ဖြစ်ရပြီအွန်လိုင်းရတယ်ပဲထားအောင်သားသမီးတွေအကုန်လုံးအတွက်ဖုန်းကိုအကုန်မစီစဉ်ပေးနိုင်ရက်စစ်မီကမရှိ ဆိုလာကဈေးကြီးဈေးကြီးဆို အကုန်ကြီးအရင်ကတရားတန်းအိုးတိုက်တန်ခွေကလေးကအခု1500ကျပ်ဆိုတော့ပညာရေးအသက်ဆက်ဖို့ထက် နေရေးကို အရေးပေါ်ဖြည့်ရှင်ရမယ်မိဘကအမောဆိုးလို့ရွာမားဆိုရာလဲပဲလို့မလားအခင်မနေစားပဲသွားမလားပဲနှုတ်ကောက်ဆိုင်လဲရိတ်သူရဒီနဲ့သူအလုပ်တွေ ပေါ်တယ်လို့ငွေလဲပေါ်တဲ့သူတွေရှိတာပဲရန်ကုန်မန္တလေးလိုမြို့ကြီးမှာအိမ်ရှိပြီးသားသူတွေကြအခြေမပြတ်ပေမဲ့လဲပိုင်းမရှိအခင်ကုန်းမပိုင်သူမိဘတွေကြကလေးတွေကိုကြောင်းထားရေးမထားရေးဟာမြမကြီးခေါင်းလို့ပဲကုန်းမော်မချရဲ့ ခြေထဲမပြည့်ရတဲ့အခြေအနေမျိုး လက်ဆက်တဲ့လေအော်ဂနစ်အစားအစာတွေစားတော့လှုပ်လှုပ်ရှားရှားနဲ့ခန္ဓာတန်ဆွမ်းမှုဖွံ့ဖြိုးမှုကမြန်နေစာဒူဝတွေ့နေရတာကအရွယ်မတိုင်းမီအိမ်အောင်ကြတာကိုဂုံယူစရာထင်နေကြတဲ့အနေအထားမျိုးရွာမှာကအကြောင်းမရှိတော့ဘူးခတ်တာကအတုမြင့်အတက်တင်အရွယ်မတိုင်းကအိမ်အောင်တီမိပြီးဘဝတလန်းတွေကမိဘတွေရီမန်းဖြစ်စေခြင်းတလို့မဖြစ်နိုင်တော့မယ့်အနေအထားမျိုး ငယ်နှုချိန်ကအချစ်တွေဆိုတာကလည်းအချိန်မခိုင်းအရင်ကလဲပြုတ်ရင်ကလေးမိဘတွေရဲ့ရင်သွေးမြေးတွေကြောင့်အဖိုးဖွားတွေအလုပ်ဖို့မျက်နာပြက်မိပြက်ကလေးတွေဘဝကလည်းပညာရေးဆုံးခန်းမတိုင်ထားတော့လောက်ကိုင်းအတွေးခေါ်အကုန်အားနဲ့ချက်တွေနဲ့ကြီးပေါ့ကိုဒီတာကကျောင်းသားအပါဝန်နှန်းတိုင်းအကုန်စီရီယံဝင်ဖို့ပဲလောဆောစီရီယံမဝင်ရင်ရွာပြန်မလာနဲ့မိသားစုလိုက်ကျောင်းသွားဖို့ဖိအားပေးခံရတယ်လို့ ကျောင်းတက်ချင်းရင်လဲတမိသားစုလုံးလှစ်လိုက်ကြတော့ဆိုတဲ့ရဲရဲတောက်တော်လင်းအဖွဲတွေရှိတဲ့အရက်ကတမျိုးစစ်တပ်ကဝင်းဝင်းထုသွားလို့လေရင်နဲ့လာပစ်တက်လို့အဲ့လိုဒေတာတွေကပြည်သူတွေကတော်လင်းအဖွဲတွေဘက်ပြက်ပြက်သားသားယက်တီကြနေကလေးတွေကကျောင်းတက်ရမလို့လို့မတက်ရမလို့လို့ကျောင်းတက်ရင်လဲရွာကထွက်သွားရတာမျိုးမြို့ကျောင်းတက်တဲ့မိဘခေါ်ဒံငွေရိုက်ကျိန်နံဆိုတဲ့အဖွဲကလည်းရှိပြန် ပြက်သားပုံကတော့စစ်ကောင်စီဖွင့်တဲ့ចောင်းမှာတက်တဲ့ចောင်းသားငါတို့နေမှာကင်းစင်ရေးထိဥတီလာရောចောင်းတက်ခွင့်ရတဲ့ကလေးတွေကြစစ်ကောင်စီတက်ကလေရင်နဲ့ဘုံကျဲပြီးအိမ်ပြန်မလာနိုင်တော့တာတွေနေကြီးမှာရွှေမလောင်းနိုင်တော့တဲ့စာတင်ចောင်းတွေကလေးငယ်တွေចောင်းသားတွေအတွက်ចောင်းဖွင့်ချိန်ကပျော်စရာမကောင်းတော့တယ်လို့ចောင်းတက်တဲ့ចောင်းသူចောင်းသားတွေကြတော့တငယ်ချင်းမဆုံနိုင်တော့ဘူးပေါ့ တချို့ကလေးတွေကအစိုးရစာသင်ကျောင်းကိုတခါမှမတက်ဘူးသေးဘူးတချို့ကကျောင်းကိုကျောင်းလိုမတက်ဘူးကြသေးဘူးတချို့ကကျောင်းတော့တက်ရပါရဲ့အပြစ်ခက်တွေကျောင်းမှာဖြစ်လာမှစိုးရင်စိမ့်နဲ့တက်နေရတယ်မျိုးကြီးတွေမှာကြဘာတစ်ခုမှနှောင့်နှေးမသွားဘူးငွေကြီးတက်နိုင်သူတွေရဲ့တာသမီကျောင်းသားတွေအတွက်ကြမိုးရွာရွာနေပူပူဘာမှဘူးစရာမလိုမြန်မာနိုင်ငံတလောမှာခစ်ပြတ်တဲ့ရှင်တန်မှုရုံးကန်နေရတဲ့ တတူရွယ်တူကလေးတွေရဲ့အခြေအနေမျိုးသူတို့ကြုံစရာအကြောင်းမရှိသလိုအဲ့ဒီလိုအနေထားကနေယုံထလာနိုင်တဲ့ကလေးမျိုးဆက်တွေထက်အပုံကြီးတာနေတဲ့အနေထားမျိုးမှာသူတို့ရဲ့အကြောင်းဖွင့်ချိန်က ပုံမှန်ဝင့်ထည်စွာပဲပေါ့တချို့ရွယ်တူတွေမှာအကြောင်းဖွင့်ချိန်မရှိဘူးဆိုတာတွေအကြောင်းဖွင့်ချိန်မှမတိဘူးဆိုတာတွေကသူတို့အတွက်ဉာဏ်ပညာနည်းလို့ဖြစ်တာလို့တောင်ထင်နိုင်ွယ်ရှိပါတယ် တော်လရင်ကိုအရှင်ယူအပြေးတက်ချင်နေကြတဲ့သူတွေကြီးရှုနေတဲ့ဒေတာမျိုးစုပို့ဆိုးပေါ့အသက်တစ်နှစ်နှစ်နှစ်ကြီးသွားတာအရေးမကြီးဘူးနိုင်ငံတော်ကိုစနစ်ဆိုးကချက်ချင်းလွတ်မြောက်ဖို့အကောင့်ထဲပေါ်ကျင်စိတ်တွေထက်တန်လွန်းတော့မြေပြင်ကပကတိရင်ဆိုင်ရမယ်နောက်ဆက်တွဲဆိုးကျိုးတွေကိုအမြန်ဖာထေးပြစ်နိုင်ဖို့အများကြီးမျှော်လင့်အားထုတ်နေကြတာပေါ့အမှန်မှာက စနစ်ဆိုးတဲ့တာယာနေသူတွေနဲ့ သူနောက်ပါရီမျိုးရိုးဆင်ဆက်လို့ဆက်သားရနေဖို့ရည်ရွယ်နေသူတွေနဲ့အတိုင်းဝိုင်းတွေကစနစ်စုကြီးကိုမြ мян ကြီးမကုံဆုံးစေချင်မှုမဟုတ်လားသူတို့အတွက်ကြဒီစနစ်ကြီးကကောင်းလို့နေတယ်လေအခုတော့တော်လိုင်းကာလာမှာပညာရေးဆုံးခန်းမတိုင်တဲ့ကလေးတွေဟာအသက်ပြည့်သွားပြီးနိုင်ငံရဲ့ချားမှာတရုတ်တ िश ူမှပြောခင်းမှာကြံကင်းတွေမှာတရုတ်ပြည်ထဲမှာထိုင်းကခြံတွေထဲမှာအားလုံးကရွှေတွေတချွဲချွဲနဲ့ ကွန်ပျူတာရှေ့ဝက်ကောင်းဆာလာလေးတွေနဲ့စမတ်ကြကြညာနာလောက်သားတွေတော့ဖြစ်မလာတော့ဘူးပေါ့။ကျောင်းဖွင့်ချိန်အလှပြတ်တုံးချင်းရဲ့နောက်ဆက်တွဲဆိုးကျူလူသားရင်းမြင့်ယူဆိတ်မှုဘဒုသားကနိုင်ငံသားကနေပတ်စံပို့လိုက်တာတိန်းတရာတဲ့တော့ဘဒုသမီးကဖြင့်တိန်း90လေအမလီတိန်း30လောက်ဆိုတာလိုင်းသွားတုံးမှားလိုက်ရုံပဲ။စသဖြင့်ငွေရှင်အိမ်ဆောက်ရွှေဝဲငွေစုလေဝဲတဲ့မိဘတွေရှိသလို ဘဒုသာသမီကဘယ်နိုင်ငံမှာဒုက္ခရောက်နေတဲ့။ပတ်စံဘလောက်လွှဲလိုက်ရတယ်။ကြံရောက်လာပြီးရွှေရောတဲ့သွားလိုက်ပြီးဘဒုသမီးကတရုတ်ပြည်မှာအိမ်အောင်ကျသွားလာတယ်။ကွန်ဘိုငွေတွေမှာတထောပဲ။ဘဒုသမီးကလူကုန်ကူးခံရတယ်ထင်တယ်။အဆက်အသွယ်မရဘူးတဲ့။စသဖြင့်တော်တော်ညံနေတာကသပြေကစားပညာရေးလမ်းကိုဆက်လျှောက်ခွင့်မရနိုင်တဲ့ကလေးတွေရဲ့လူငယ်တွေရဲ့ဘဝကံကြမ္မာတွေဖြစ်ကြတယ်။ စနစ်ဆိုးတိုင်းမှာတားကောင်ဖြစ်တာမြေစာပင်ဖြစ်တာက အခြေခံလူရန်းစားတွေပဲလीဆယ်တန်းအမြန်အောင်အထွေထွေလှုပ်သားအမြန်ဝင်ခြေနေကောင်းတာနဲ့ပညာရေးဝန်ထမ်းအဖြစ်အမြန်ပြောင်းဂုံရှိရှိစက်ကြီးရှိရှိနေရတဲ့ဘဝရောက်အောင်ဆက်လီတဒန်ခြေလင်တဒန်ကုံယုံလျှောက်မိဘတွေငှားထားပြီးတဲ့အိမ်တွေမှာတီလာရှင်ကျောင်းတွေမှာဆွေမျိုးတွေအိမ်မှာမျက်နာငယ်မိဘနဲ့အဝေးအလဲတန်းအထက်တန်းကျောင်းသားဘဝကိုကြော်ဖြတ် ပညာရေးဝန်ထမ်းဖြစ်လာပြီးအဝေးတင်တက္ကသိုလ်ကဘွဲတစ်ခုရာလောက်တဲ့နဲ့အလေတန်းကြမူလာရန်ကျောင်းအုပ်တွေဖြစ် လူယိုသေးရှင်ယိုသေးဘဝရောက်မှစီရီယမ်လောက်ပြီးလစာမရရဲကြောက်ရစစ်တက်ကြောက်ရဘဝမှာမနေခြင်းဘူးဆိုတာတစ်ဖွဲ့ဖြစ်ပြီးတစ်ဖွဲ့ကတော့အရေးတော်ပုံအောင်ရမည်ပဲဘယ်ဘဝရောက်ရောက်လှုပ်ရှားမယ်တာသမီတွေလက်ထက်တမိုင်းတရခံမဖြစ်ခြင်းဘူးဆိုတဲ့အဖွဲ့ ဘလူးနေနေရဲနဲ့စကြောက်ရမယ်ဘွာမနေချင်းသူတွေကတော်လင်ကြီးဆက်ရထက်တန်နဲ့သူတို့လူမှုပတ်ဝန်းကျင်ကဝိုင်းချင်တာခံရပြီးရွာကိုမပြန်ရရွာကလည်းအဝင်မခံနဲ့လူရိုသေးရှင်ရိုသေးဘွာဘောင်းကျင်းသွားတာမျိုးဖြစ်တယ်လို့တချို့သောသူတွေရဲ့ရွှင်ရှားတဲ့အကြည့်တွေကိုရင်ဆိုင်ရတော့ကျောင်းသာလာရတယ်ခါတိုင်းကျောင်းဖွင့်ချိန်တွေလို့ညနာကလန်းဆန်းတကြွဒေးစားဝယ်ရဲရဲဝံ့ဝံ့အပြုံမျိုးကိုမဆင်မြန်းနိုင်တော့ဘူး စက်တီရှိစွာ တင့်တယ်တောက်ပါတဲ့အချိန်ဝါမျိုးကိုမဆောင်နိုင်တော့ဘူးပေါ့ကြားတဲ့ရွာချောင်းတွေဖွင့်ဖို့မဖြစ်နိုင်တော့ချိန်လစာတစ်ခုကိုပဲမိခွန်နေရသူတွေကြမျိုးချောင်းမာလာတွဲမျိုးကန်ချောင်းအုပ်တွေကပညာရေးဝန်ထမ်းချင်းမစမနာနိုင်ထက်စီးနှင်းလုံးအာနာသိမ့်ပြီးဆယ်ရန်ချိန်ဆယ်ရန်မရအရာဖြစ်အောင်ထားပြီးတော့ရုံးကူနေစားလပြီးစသဖြင့်ဆရာပေါ့ဆရာတွေဘွားကလည်းမတက်တာကျောင်းဝတ်ဆောင်မဝရဲစရုံးမထုံးရဲ့ ဈေးဝယ်ထွက်တာလူလူတနေရာရာအလဲပဲသွားတာလူလူနဲ့အလုတ်ဝင်မဝင်ရင်လဲမိသားစုအခြေအနေက ပြတ်နေပြီရှယ်ရန်အောင်ဖို့မိဘကမနိုင်ရင်က ရင်းနှီးပေးထားတာလေးတွေနဲ့အကျွေးကြံတွေမလွန်ဆန်နိုင်တဲ့အကြောင်းတရားများစွာနဲ့သူတို့လေးတွေကိုဒီเจ้าမှလာတွဲရင်အိမ်သာရှိနိုင်မလားအမိုက်ကောက်မျက်နှုတ်နိုင်သလားဆိုတဲ့မိကုန်းတွေကအာအတင်စရာမိကုန်းတွေမဟုတ်လားဘလို့မှလည်းမျှော်လင့်ထားကြမှာမဟုတ်ဘူးလေ ကြက်တည်မဖြာနိုင်တဲ့အကြောင်းဝင်ချိန်တွေမှာလည်းသတိရတာတခုတော့ရှိတယ်။ကချင်တကြောပြန်ရှစ်ပြန်ဖြစ်ဖို့တာဆူနေတဲ့နှစ်တွေမှာဗမော်မန်ရှီမြို့လေးကိုရောက်ခဲ့တယ်။ဆယ်နှစ်အရွယ်အမက6နှစ်အရွယ်သူ့မောင်လေးကိုကြည့်ပြီးပြောတယ်။မောင်လေးကိုကြီးမလာစေခြင်းမူတဲ့။တွေးတွေးဆဆနဲ့အဝေးတနေရာကို မကြည့်ပဲမြင်နေရတယ်လို့လေးတန်လေးမှုမေးကြည့်ဘူးတဲ့။ဘာလို့လဲတမီးရဲ့ မောင်လေးကြီးလာရင် အားရှိလာရင်အားကိုရမှာပဲကိုဆိုတော့မောင်လေးကြီးလာရင်လည်းအရက်ကိုအယမ်းမရှိစေချင်ဘူးဆိုပြီးထပ်ဖြည့်ပြောတယ်။ဟာဒါတော့များသွားပြီ။သူ့မောင်လေးကိုခုတော်ချီပိုးထားလို့ရသေးတဲ့အရွယ်ဖြစ်နေစေချင်သေးတဲ့သူ့ဆန္ဒကမောင်လေးကို တိတ်ချစ်ထားတဲ့ချစ်တနာစွာနှမျောတတနေတဲ့ပုံစံလေး။သူများဆွဲလူသွားတာခံရတော့မေတားတဲ့အမေရဲ့ရင်ခွင်းနာတမ်းမျိုး။ဘာကြောင့်လဲဆိုတာကို ပိုသိကျင်သွားတယ်။ မောင်လေးကအခုငယ်ပါသေးတယ်။နောက်ကြီးလာရင်လည်းအတူတူကျောင်းတက်ပညာတတ်တွေဖြစ်ရင်မိမိတို့နဲ့အတူတူပြန်နေလို့ရပြီလေ။အားမငယ်ပါနဲ့လို့ပြောမိတယ်။သူတို့ကမန်ရှီမြို့ပေါ်ရက်ွက်တစ်ခုက အဖအိုတယောက်အိမ်မှာအိမ်ခန်းငါပြီးကျောင်းလာတက်ကြတာ။ရှင်နေဝင်းချင်းအမနဲ့6နှစ်သက်သာမောင်လေး7 3နှစ်လောက်ရှိတဲ့အိမ်နီနာချင်းမမတယောက်နဲ့သူတို့၃ယောက်ပေါ့။ဒီရွယ်လေးတွေကို အိမ်ငါထားကျောင်းတက်ဖို့လို့ရတဲ့မိဘက ဘလို့စိတ်ချမှုမျိုးနဲ့လွတ်ရနိုင်တာလေလို့တွေးမိကောင်းတွေးမိမယ်။ထမင်းဟင်းချက်ပြုတ်စီမံចောင်းသွားစားချက် ရှော့ဖွတ်အိယာပြင်စင်ငွေကြီးတုံးဆွဲမှု အကုန်လုံးသူတို့ဘာသာစီမံခန့်ခွဲရတာ။သူတို့ပဲတော်လွန်လာလားမိဘကပဲအသေးမာလာလားပေါ့။ဆယ်တန်းထီအဝတ်မလျှော်ဘူးတဲ့ကိုကိုကိုတောင်အာမရတလို့ဖြစ်သွားတာပေါ့။ချီစံသူတို့တွေညမနက်အပတ်တိုင်းចောင်းစားမှုဝယ်ဖြည့်ပြီးချိန်ထိ အရာအားလုံးကို သူတို့ဘာသာစီမံကြောဖြတ်နေကြပြီ အခုသူ့မောင်လေးကိုတောင်မကြီးလာစေချင်တဲ့အမမျိုးကိုတွေ့ဖူးပြီသူ့မောင်လေးကိုဖြစ်နိုင်ရင် ကြားမလေးတကောင်လိုကာဝယ်ချင်နေတဲ့အမမျိုးအမေလိုအမမျိုးဘယ်ရာကသူ့ကိုဒီလောက်ထိပူပန်စိတ်တော်ကရောက်စေတာလဲပေါ့သူကလေးတန်ဖြော့ဖြော့လေးနဲ့ဖြေတယ်မောင်လေးဆယ်တန်းလဲရောက်မှာမဟုတ်ဘူးပညာတက်လဲဖြစ်လာမှာလဲမဟုတ်ဘူးမိဘနဲ့လဲအခုကလေးကခွဲနေနေရပြီ သူနည်းနည်းကြီးလာပြီး၁၄၅နှစ်လောက်အရက်လည်းအရန်ရှည်သွားရင်သူစစ်သားလောက်ရတော့မှာဘင်းဆိုတဲ့အတန်တလုံးပဲထွက်နိုင်တော့တယ်သူ့မောင်လေးကိုမိဘကိုစားသူကပဲရင်အုံမကွာဆောင်းလျှောက်ခွင့်ရနေတာဒါတော့နှစ်အကန့်သက်ပဲပေါ့ဟုတ်တယ်မောင်လေးပိုက်ထဲမှာရှိနေကလေးကတည်နေကြပြီးမွေးလာလို့နမဲရှိသွားရင်သူတို့စရင်တည်းရှိနေတာလေမောင်လေးကြီးလာတာနဲ့ခေါ်သွားကြတော့မှလို့ကြည်ကွဲတဲ့နဲ့သူဖြေတယ် လေးက73နှစ်ကောင်မလေးလဲခုတော့မမေတို့စီခဏခဏမပြန်ရတော့ဘူးရွာမှာအเจ้าမရှိတော့ဒီထီလာတက်ရတယ်အကိုလဲခရိုင်ရဲတွေဝင်သွားကြတဲ့ကမမြင်ဘူးတာကြာပြီတဲ့သူတို့ကခလေးရီလီခလေးတွေပဲတွေးမှာပေါ့ကိုရီလဲတောင်မော်အိမ်ကမောင်နှမတွေတလဲစီရှင်းမှုထမ်းရတယ်မောင်လေးထွက်လာတော့မမအစားပြန်သွားရတယ်တနက်ကိုင်းရှိတဲ့လူမျိုးတွေမှာလဲအာသာချက်နဲ့အားနေချက်တော့ရှိရလေ အာသာချက်ကကိုယ့်ကိုကာဝယ်ပေးမဲ့သူရှိတယ်ဆိုတဲ့အချက်ဖြစ်ပြီးအားနဲ့ချက်ကတော့လူစွမ်းအားအရင်းမြစ်ကို လိုအပ်တဲ့အချိန်အရေးပေါ်ဖြည့်ရှင်းမှုတွေတာဝန်ယူမှုတာဝန်ခံမှုတွေရှိတယ်။သဘောတူညီမှုတွေရှိတယ်လေ။တာဝန်ယူနိုင်တဲ့အတိုင်းအတာမှာလဲယုံကြည်မှုတိဆောက်ရတဲ့သူတွေနဲ့ယုံကြည်လို့ရတဲ့သူတွေဆိုပြီးနှစ်မျိုးရှိလာတဲ့အခါယုံကြည်လို့ရတဲ့သူကအရေးပေါ်အခြေအနေတိုင်းမှာအနစ်နာခံရတယ်လေ။ထောက်ထားစရာတွေကြောင့်လုပ်ကိုလုပ်ရမယ် mass အနေအထားမျိုးတွေရှိနေရင်လဲဒါကလုံးဝရှောင်လွဲလို့ရတာမှမဟုတ်ဘဲကလေးတွေကသူတို့ရဲ့ mass အနေအထားကို ကောင်းကောင်းသဘောပေါက်နေတာမို့သူတို့ကြောင်းဖွင့်ချိန်တွေကိုသူတို့ရေတွက်လို့ရနေတာကို ကိုယ်ဆယ်နှစ်သားဆယ်နှစ်တမီဘဝမှာတာဝန်ကြီးကြီးစီမံခန့်ခွဲမှုအကြီးကြီးနဲ့ဖြည့်ရှင်းစရာ ကြီးကြီးမားမားဆိုတာကို တွေးကြည့်ရင်ဒီအနေအထားကနေကိုသာဆိုဘလို့ကြော်လွားနိုင်မယ်လို့ထင်တယ်လေကိုဘသာကိုမေးကြည့်ရင်ဘာအဖြေထွက်လာမလဲ မြူကြီးပြကြီးကကျွဲဝချမ်းသာတဲ့သားသမီးတွေရဲ့ဆယ်နှစ်အရွယ်ဆိုတာနီတာရဲလေးနဲ့မချာလူလီသိမရှိ ပြုစုယူရနေထီမခံလေထီမခံဘဝတွေစားစရာကုံအောင် စားနိုင်ဖို့ဆိုတာကအကြီးဆုံးဝတ္တရားခြေပွန်မှုမဟုတ်လားចောင်းဝင်းချိန်မှာလဲပူပန်စရာဆိုတာမိဘနဲ့ခွဲတဲ့အချိန်လေးမှာထီထွေဆက်ဆင်ရတဲ့သူတွေနဲ့တဟဆာတာဖြစ်မဖြစ်ဆိုတာကအကြီးမားဆုံးပူပန်မှုတွေပဲလေ ဘလူအနေနဲ့မောင်လေးကြီးလာမှာစိုးရိမ်နဲ့အမရီရဲ့ရင်ခွဲနာဟာကျောင်းဖွင့်ချိန်တွေမှာစတက်ပြီးဒီတစ်ခါငါမောင်လေးကျောင်းတက်ဖို့ပါမလာနိုင်တော့ဘူးဆိုတဲ့အတွေးတွေရဲ့အနစ်နာခံမှုဟာလူမှုဖွဲ့စည်းတစ်ခုကိုခိုင်မြဲစေနိုင်တဲ့အုံမြင့်ဖြစ်ခဲ့နိုင်တာပဲခုဆိုရင်ကျောင်းဖွင့်ချိန်ဟာမြန်မာတနိုင်ငံလုံးရဲ့လှပတင်နေခြင်းမဖြစ်နိုင်သေးဘူးမိဘတွေကလေးတွေရွေးချယ်မှုတွေကြားပြားများပြီး စနစ်တွေကလူတွေကိုတောကများစီတဲ့အချင်းဆိုတာကြောင်းဖွင့်ချိန်ပဲဒီတော်လရင်ဒီထက်ကြာရှည်နေမယ်ဆိုရင်ကြောင်းဖွင့်ချိန်တွေဟာလည်းမင်္ဂလာရှိနေဖို့မလွယ်ကူသေးပညာရေးကိုစီးပွားရေးတစ်ဖွဲ့ဥပဒေလက်တလုံးချနဲ့ကြီးဝမဲ့သူတွေအတွက်တော့အတော့ကိုစက်တရီလမ်းဖြာ စိတ်ချမ်းသာရမယ့်အချိန်ပေါ့ကိုပိုင်เจ้าမှာကြောင်းအပ်ခံထားရင်ကြောင်းသားမလာရင်နေဆင်းရင်သွင်းပြီးုံနေတဲ့တင်းချီဆဲချီရနေပြီမဟုတ်လား မင်္ဂလာမှာမင်္ဂလာရှင်းနေတဲ့သူတွေကြဒီချိန်မှာဘိုးရွာလုံးရေခမ်းကျုံးကော်တပိတ်ဝင်အိတ်ဝင် ကောင်းလိုက်တဲ့အနေထားကြာလီကြိုက်လီပေါ့မိဘတွေနဲ့ចောင်းသားတွေအတွက်သာနေချိန်မှာရွှေရီမလောင်းပေမဲ့ကိုပိုင်ចောင်းတွေကျူရှင်စရာတွေအတွက်တော့ရွှေရီလောင်းနေတဲ့စာတင်ចောင်းဖြစ်နေတယ်မဟုတ်လားရွေးရခတ်တဲ့ပညာရေးရှင်တန်မှု ပညာရေးအသက်ဆက်မှုတွေကိုကြံ့ကြံ့ခံပြီးနေကြီးမှာရွှေလောင်းပျော်ရွှင်စရာစာသင်ကျောင်းတွေအမြန်ဆုံးဖွင့်နိုင်ဖို့ပဲဆုတောင်းမိပါတော့တယ်။